ဆေးဘုံမှာအလကံပေးရတတောင်းသားတောင်အလကံမရတခုခုတူဆိုးပြမလားကပြမလားပုံဆွဲပြမလားတခုလှုပ်ပြပြီးမှပေးရစင်ကာပူမှာအလကားယူခြင်းသိမ့်မထည့်ရင်များအာချောင်းပြီးတော့ပြီးအလကံမပေးရအောင်တော့ထောင်းနှစ်နှစ်တတောင်းသားတောင်အလကံပေးလို့မရစပွဲတို့ဝိတာဆိုပြီးတစ်မန်နီပေးလို့မရတကဘာလုံးမှာတစ်မန်နီတားထားတာဆေးဘုံနဲ့နိုင်ငံပဲရှိအမေရိကန်တောင်တစ်မန်နီပေးလို့ရ TIB တစ်မန်နီနည်းနည်းမဆိုးသလောက်လေးပို့ရလေရော့ကွာမင်း50ဟိုတပြားတောင်မပေးရဘူး အတူတူဘဝရတာတွေပါလေသွားလူမယ်မို့လားအနေဆုံးဟိုကတက်ရှူလေးဖြစ်ဖြစ်သူပြန်ပေးတယ်ဘဝရရအစားအလကားမရဘူးဆိုတဲ့ဟာကိုဒီဇယက်ကိုသွင်းထားတာတော့2009နဲ့2010ကျတော့တပည့်တော်တို့တပည့်တော်တို့ကဝင်းနေတာကြာပြီတော့အခုကျတော့အများကြီးနောက်ရောက်ကွာပြောလို့တော့မရရှင်လို့တော့မရတော့အဲ့မတည်းကတပည့်ပြောတယ်ဟလောင်ဘေးတခုတည်းရဲ့ဝင်းငွေကစင်ကာပူထက်ကျော်တော့သူရဲ့အခင်ချင်းကြီးကအားပြင်စင်တာတပည့်နဲ့ကြိုးစားတယ်လူတိုင်းကြိုးစားတယ် လူတိုင်းချိုးစားတို့နိုင်ငံမပြင်းအောင်တင်းထားမပြင်းအောင်တင်းတို့နိုင်ငံငပြင်းနေငပြင်းနေနော်ဟိုဖုန်းကြီးတွေလည်းပြင်းတယ်စင်ကာပူမှာတပည့်တို့သွားတယ်ဥပဒေတွေတို့သွားတယ်ရှင်မြတ်တို့နိုင်ငံရောက်ပြီဆိုရင်ရှင်မြတ်တို့အရင်ဆုံးကတ်ဆုံးကတ်ပြီးတော့လူဝယ်လေးတွေလူတယ်မို့လားစင်ကာပူမှာမရဘူးရှင်မြတ်တို့ရွတ်တရားဖက်တရားအရင်ရွတ်အလုတ်လုတ်ပြီးမှသူကလူတာအဖုန်းကြီးလူတာဆိုအဲ့ပြန်သွားတာအမဆိုတော့ရီရိုကဟိုကော်ဖီလေးတစ်ခွက်တောက်တယ်ဗျာနော် ော်ဖီတစ်ခွက်တောက်တာ၈ဒေါ်လာဆိုပါတော့အစင်ဘူးဒေါ်လာ၂ဒေါ်လာပို့တယ်။ဇွဲတို့လေးကကိုဒေတာမလို့တို့မဟုတ်တနာစရာကောင်းလို့တို့မဟုတ်ကိုစိတ်ပေးကျင်လို့ဆိုပြီးတော့အဲကျန်တဲ့၂ဒေါ်လာကိုပေးခဲ့တယ်ပေါ့တစ်မန်နီပေါ့အပူငွေလေးပေးအဲ့ဒီ၂နှစ်ထောင်ချမှာတော့ဆေးဝင်မအလကံပေးရတတောင်းသားတောင်အလကံမရတခုခုတူဆိုးပြမလားကပြမလားပုံဆွဲပြမလားတခုခုလုတ်ပြပြီးမှပေးရစင်ကာပူမှာအလကားယူချင်သိမ့်မထဲရင်များအာချောင်းပြီးတော့ပြီအလကံမပေးရအောင်တော့ထောင်နှစ် တရောင်းသားတော်လည်းကပေးလို့မရစပွဲတို့ဝိဒါဆိုပြီးတစ်မန်နီပေးလို့မရတကဘာလုံးကတစ်မန်နီတားထားတာသေဝင်နိုင်ငံပဲရှိအမေရိကန်တော်တစ်မန်နီပေးလို့ရ TIB တစ်တစ်မန်နီနည်းနည်းမဆိုးသလောက်လေးပူရလေရောက်ကမင်း50 50ဟိုတပြားတော်မပေးရအဒီပြတို့ဘဝရိတ်တာတွေဘာလို့သွားလူမယ်မို့လားအနေဆုံးဟိုကတ िश ူးလေးဖြည်းဖြည်းသူပြန်ပေးတယ်ဘဝရိတ်အစားအလကားမရဘူးဆိုတဲ့ဟာကိုဒီဇယက်ကိုတွန်းထားတာတော့ အလုံးနှစ်ဆလောက်ရမယ်လီကွမ်ယူကပြောတယ်အလုံးနှစ်ဆလောက်ရမယ်ငွေနှစ်ဆသူ့ရမယ်အစိုးရသူ့ပေးပေး၁၀နှစ်နေအိမ်ရနေတရားရနောက်၁၀နှစ်နေကားရအဲ့ဒီတိုင်စုခဲ့တာအဲ့ဒီတိုင်စုခဲ့တာစင်ကာပူမှာလေစင်ကာပူဆာကြီးတက်ကြီးရောက်တဲ့ကပြီးရင်ဒီတော့ပြတိတ်ကောင်းတာပဲဒီတော့လေ့လာတယ်သူတို့နိုင်ငံကြီးဘလူးကြီးဆိုတာကြီးသူအားကြနေတာဘဘလူးလုတ်ခဲ့တာဆိုတာသူကကြည့်တော်တော်များများဘလူးကြီးဖြစ်သွားမှအားကြဘလူးလုတ်ခဲ့တာဆိုတဲ့အောင်သိမ့်ဝင်သွားအောင် ကိုကိုတိုင်းလည်းအဲ့ဒီလောအောင်ဖြစ်စင်မှမပါဘူးလို့ထင်တယ်အဲ့ဒါဆိုတော့ဟိုလူတွေသာသုံးမကြလို့ဒီလူသာသုံးမကြလို့ဖြစ်ကုန်အဲ့ဒါသူပြောလို့လက်ထက်သူများအသုံးမကြတာရှောက်ပြောနေလို့မရဘူးဟုတ်တယ်မလားအဲကိုဘလောက်အသုံးကြလဲတပည့်တော်တော့ဒါအခွင့်အရေးလိုပဲမြင်နေဗျာဒီလိုခစ်သုတ်ခစ်ယုတ်ကြီးခစ်ပြက်ကြီးတဲ့ရောက်နေဒီလိုတော့အခွင့်အရေးပဲအလုတ်လုတ်ဆရာပို့ရခစ်ကြီးကောင်းနေဆက်ကြမင်းပေါ်နေတယ်ချင်းအရှင်ရတို့ brighter လုတ်ချင်လို့ရမရဘူးအကုန်လုံးစင်ပြေးနေရအဲ့ဒါဆိုတော့ရရဲ့တဲ့တတိရှိတဲ့ပုံကိုယ်တွေဟာ နော်ဌာမတတိနာသူ့ရဲ့အစွမ်းမလားကိုထုတ်ပြခြင်းနဲ့ဆိုတဲ့အခက်ခဲတွေကိုစိန်ခေါ်မှုတွေကိုအမြဲတမ်းလက်ခံလေးရှိဖျားလောင်းရဲ့စိတ်တွေကိုတို့တို့စဉ်းစားရမယ်ဂိမေအေကေနတိန်နေနဗုဒ္ဓတေနဌာမတတိနာငါလိုယောက်ျားကောင်းတစ်ယောက်ရှိတာဆိုတဲ့အဲ့ဒီတိတ်ကိုရှင်များတို့မွေးရတပြိတော့အကြီးကြီးတွေပြောနေရမုန်းလို့ဟိုအကြီးကြီးတွေဘာဖြစ်ဖို့ညာပြည့်မစင်းသားနဲ့ကိုဝင်းချင်းမှာကိုလူလူသူသူဖြစ်အောင်လုပ်နိုင်ရပြီအဲ့ဒီဘုန်းကြီးတွေကကိုဝင်းချင်းမှာကိုကောင်းအောင်လုပ်ပြီဆိုတော့ဒီလိုနိုင်ငံသာသနာရောနိုင်ငံရောကောင်းတယ် အခုအဲ့လိုမလုပ်အဲ့လိုလုံနိုင်တဲ့သူအရေးအတွက်နည်းနေလို့မှန်လားဗျာနော်ဒါရှင်များတို့ပြန်ဆန်းစစ်ဒီလိုပါရှင်များတို့ဒီလိုပြောရမယ့်ယုံဖို့တစ်ခါမှမတောင်းဆိုဘူးရှင်များတို့ဆန်းသရနော် analysis လုပ်ကြည့်လို့ရတယ်ဒါတပြည့်တော်မြင်နေရလို့ရှေ့တခေါ်မျောကြည့်နောက်တလန်ပြန်ကြည့်တမိုင်းတင်တယ်ဆိုတာရှေ့ကိုမြင်နိုင်တယ်မြတ်ကျိုးမြင်ရအဲ့မြင်တဲ့အခါကျတော့နောက်ကသင်္ကန်းသားတွေကိုပြန်ယူပါနောက်မှာဘာတွေအနေကျရှိတယ်ဘာတွေလိုအပ်ချက်ရှိတယ်နောက်မှာတော်ခဲ့တဲ့သူတွေဘယ်လိုလဲတပည့်တော်ပြောတယ် မြန်မာဘရင်တွေကိုအမြဲတမ်းအသုံးမချဘူးလို့ထင်အောင်နိုင်ငံရေးသမားတွေပြောကြတယ်ဆိုင်းရေးဆရာတွေရေးကြတော့နိုင်ငံတကာမီဒီယာတွေရနေပြီးတော့ဟိုဟွာလေးတရားလေးဖတ်ပြီးတော့လူတွင်ကျယ်လှုပ်ချင်ကြတဲ့အခါလည်းပြောမြန်မာဘရင်တွေမတော်ဘူးလားတော်လို့မြန်မာပြည်ဒီကနေ့ထိနေနိုင်ခဲ့တာပေါ့တော်ခဲ့တဲ့သူတွေရှိလို့ပေါ့အနော်တာမင်းရဲ့ကောင်းဆောင်မှုဒါလည်းသာအုပ်ထွက်တယ်ဆရာကြောကြောလိုင်းရေးတယ်ဘရင်တော်ရဲ့ကောင်းဆောင်မှုအလောင်းမင်းရဲ့ကောင်းဆောင်မှုတော်အုပ်ထွက်တယ် အဲ့ဒီကောင်းဆောင်မှုတွေဒီရောလေ့လာတဲ့အခါအနွယ်ထားကောင်းဆောင်မှုကြိုက်တယ်။ဒါနာတော့ရောနိုင်ငံတွေရောကြိုက်တယ်။ဒါပေမဲ့အနွယ်ထားမျိုးသက်တွေကောင်းတသစ်တာအယဘာသားလားသူသားလားခုချိန်ဒီတမိုင်းမှာရေးရမသိဘူး။ယာသတမန်နဲ့ရတဲ့ကလေးလားသူနဲ့ရတဲ့ကလေးလားမသိဘူးနော်။ထားလိုက်တော့မရှင်းလင်းဘူး။မယဘာသားပဲပြောပြောသူသားပဲပြောကျန်စစ်သားတယောက်ပဲရလိုက်တာ။ဘာကောင်းလို့နောက်ထပ်နော်။ဘယင်းတော်ဘယင်းတော်သားနန္ဒစစ်တိုက်တဲ့နေရာမှာဆရာကြီးပဲ။ စစ်ဘေးကြီးဘရင်တော်33နှစ်စစ်တိုက်ခဲ့တာမြန်မာပြည်ရဲ့ area အကျယ်ဆုံးဖြစ်သွားအခုထက်3-4ဒသလောက်ကြီးဘရင်တော် dynasty ဆိုပြီးတော့ Google မှာရှာကြည့်ဘလောက်မြန်မာမျိုးပုံကြီးရဲ့၄တောင်ကြီးလိုပဲအကြီးပင်လယ်တွေရောဘာတွေရော၈တောင်ရှာနိုင်ငံတွေဆိုအကုန်လုံးနီးနီးပိုင်တရုတ်နိုင်ငံထဲမှာပြည်နယ်3ခုလောက်ပိုင်ဘင်္ဂလားဒေ့ရှ်အသံမတိဘူရာအိန္ဒိယအဲ့ဒါမြန်မာပိုင်နဲ့တည်းအဲ့မဲ့ဘရင်တော်အမျိုးအမြင်မရှိဘူးသူသားနန္ဒလက်ထက်ကြတော့တိုင်းပြည်ရပြတ်ဒါကြောင့်စစ်တိုက်တဲ့ုံနဲ့တိုင်းပြည်တိဆောက်လို့မရဘူး ကျုပ်လူလူငယ်တွေအများကြီးတီးဖို့လို့စစ်တိုက်တဲ့ရုံနဲ့တိုင်းပြည်တိဆောက်လို့မရဘူးနန္ဒက်လက်ထံမှာတိုင်းပြည်ပြတ်သွားဘင်းအောင်တေးပြီးတော့ဘာမှမကြောက်တိုင်းပြည်ပြတ်တယ်အလောင်းမင်းတရားတပြည့်သူ့ကြိုက်တယ်အလောင်းမင်းတရားရဲ့ကောင်းဆောင်မှုကိုကြိုက်သူ့သားလေးရောက်ဘယင်ဖြစ်တယ်ကုန်းပေါင်းမင်းဆက်ဆက်တဆက်ကုန်းပေါင်းအပြည့်တို့ဘာကြောင့်ကုန်းပေါင်းခေါ်တာကဲပြောကြည့်ပါဦးကုန်းပေါင်းဘာကြောင့်ကုန်းပေါင်းခေါ်ကုန်းပေါင်းကိုရှင်ပြတို့ကြားဘူးလားကုန်းပေါင်းဆိုတဲ့စကားကုန်းပေါင်းကြီးကျော်တို့ကျွတ်ကျွတ်ကျော်တို့ချိုးချင်းကျော်တို့ဟုတ်လား ဲ့ဒါမျိုးပြောလားကုန်းမောင်ကိုဘယ်နေရာမှာတွေ့ဘူးတော့ဩရွှေဘိုးပြည့်နာမည်တမျိုးပေါ့နော်ဟုတ်ပြီဒါလည်းမှန်တယ်ဗျာကုန်းမောင်ကိုဘယ်နေရာမှာတွေ့ဘူးလဲဩရွှေဘိုးနန်းကွာကုန်းပေါ့ရဲကိုသွားတဲ့အခါတင်မောတွေပေါ့လီတဘောတက်တက်ကခုံးတက်တာဟုတ်ရလားဘာနဲ့တက်တာပြင်ချက်ကြီးတွေမထိုးဘူးလို့အဲ့ဒီပြင်ချက်ကြီးတွေကိုဘာလို့ခေါ်ကုန်းပေါင်လို့ခေါ်တယ်ပြတ်သွားတဲ့ တကြတာကူရင်မင်းသက်ကိုကုန်းပေါင်တို့ဆက်တဲ့အဘိဓမ္မာမို့လို့ကုန်းပေါင်မင်းဆက်လို့ခေါ်တယ်။ကြက်တော်တဲ့မြန်မာမင်းသက်ဓမ္မရသာလက်ထက်ကလေအခုမန္တလေးဖြစ်နေတာလေသိုးတယ်။နေကင်းရောညာကင်းရောအများနဲ့လူရက်တက်ဖြတ်နေတာ။အဲ့လိုပဲငါမင်းတို့ကိုယ်အိမ်ကိုယ်ဆောင်တော့ကွာကိုယ်ရက်ကွက်ကိုယ်တာဝန်ကြငါတော့မနိုင်ဘူးဆိုပြီးလွတ်ချလိုက်တာ။ဘိုးဆိုးကျင်ရွာသားအောင်စီရဘုံကြောင်သာတက်25နှစ်ဝင်းကြီးပဲရှိအဲ့ချိန်မှာ46ရာကိုစုပြီးတော့ထန်းလုံးခတ်တဲ့တော့နောက်အဲ့ဒီကနေတိုးချဲ့တယ်။၈နှစ်အတွင်းတန်နိုင်ငံလုံး ထိုင်းချင်တော့တဲနိုင်ငံလုံးဟာအလောင်းမတရားကြီးရဲ့လက်အကိုရောက်သွားလူတွေအများကြီးမသေးဘူးကွန်မန်ဒိုတွေနဲ့တိုက်လာမင်းဘက်ကဆယ်ယောက်ငါဘက်ကဆယ်ယောက်ချက်ချက်အေးလူတိုင်းနာချင်းချင်းပဲဒါပေမဲ့တတ်တိချင်းရှင်းမယ်နိုင်ရင်မင်းနိုင်ရင်မင်းအောက်ကငါလက်ခံငါဝင်မယ်ငါသစ္စာခံငါနိုင်ငါအောက်ကိုလက်ဆက်သစ္စာခံချိုးခိုးမတိုက်ဘူးပြောင်းမယ်အလောင်းမတရားကြီးရဲ့တကယ်ဆိုစိတ်တင်လေရေးရတယ်အလောင်းမတရားဆိုတဲ့စာကိုဖတ်ကြည့်ပါဗျာ စကိုင်းဖို့တင်းရေးတဲ့တာအောင်လည်းရှိတယ်အလောင်းမင်းတရားကြီးအလောင်းမင်းတရားကြီးကမအေးရတော်တော်တာဟိုသူ့မအေးရလေအဲ့တော့ leadership ကိုဒီလိုထဲထဲဝင်ဝင်လေ့လာတဲ့အခါဘာတွေ့လဲဆိုတော့ခေါင်းဆောင်ကောင်းတိုင်းမှာအမေကောင်းနေရှိတယ်အမေတွေတော်တော်အရေးကြီးတာပဲဆိုတော့ကလေးတယောက်မွေးစားကနေ7နှစ်တွင်းမှာအမေအရေးကြီးဆုံးပဲစိတ်ပညာပြောတယ်ဒေါက်တာကျော်စိတ်လူငယ်လမ်းညွန်ဆိုတဲ့စာအုပ်ထဲမှာမွေးစားကနေ7နှစ်ကအမေအရေးကြီးဆုံးပဲ7နှစ်ကနေအနည်း20ကအဖေအရေးကြီးဆုံးပဲ အနည်းနဲ့ဆရာနေအစိတ်ကဆရာအရေးကြီးတယ်သူလောကတဲ့ဝင်တော့စီးပွားရေးလောကလူမှုရေးလောကအဲ့မှာဘယ်လိုဆရာနေသူတွေ့အဲ့ဒီသုံးခုရဲ့ပြည့်ပြည့်မှုကောင်းရင်အဲ့လိုကထိတ်ထိတက်တာထိတ်ဆုံးတို့ဆိုတာမျိုးလို့မွေးစားနေစနစ်ကဘသူအရေးကြီးဆုံးလဲဗျာအမေအရေးကြီးဆုံးပဲအမေကျတော့ပခတ်လွှဲတဲ့လက်ကတိုင်းပြည်ဦးဆောင်တယ်အဲ့ဒါဗျာစိတ်ပညာအရကောအဲ့လိုပဲလွှမ်းမိုးမှုကလေအမေအမေရဲ့ရင်ခွေမှာပို့ပြီးတော့ဒီလိုဖြစ်နေတာပဲနော်ဒါကြောင့်ဒီပြတော့ဆ iam ဆွေဆွေရေးထားတဲ့ ကြောင်တဲ့ဒီမိုကရေစီမူကြိုကြောင်းအစသေးခြင်း ਨੇ စအုပ်လေးပါဗျာ။နော်ဝေတို့ဆွေဒင်တို့ဒိန်းမတ်တို့ဒီနိုင်ငံမှာဒီလူတယောက်ကိုဝင်ဆောင်ပြီဆိုရင်အဲ့ကိုဝင်ဆောင်နေရကိုဝင်ဆောင်မိခင်ကိုဆိုရဆောင်လျှောက်တာဆိုရဦးကြည်တင်နေသွားတာအဲ့ကနေ့စာဘလောက်ဖတ်ရမလဲလေ့ကျင့်ခန်းဘလောက်လုပ်အောင်မလဲဘယ်ဟာရာပြည့်ရတာဗီတာမင်ဓာတ်တွေဘလောက်ပြည့်ရတာသားရမလဲကိုဝင်ဆောင်မိခင်အသာဆောင်လျှောက်တပည့်တို့နိုင်ငံကိုကလေးဆိုပြီးတော့ဆွစ်စစ်ခုံနေတဲ့အချိန်မှာသူတို့ကနိုင်ငံတော်ကကလေးနိုင်ငံတော်ရဲ့ကလေးနိုင်ငံသားကောင်းဒီစိတ် ဲ့တော့မွေးပြီတနစ်တနစ်မိဘတွေကထင်းလို့ရတယ်။တနစ်ကျော်တော့သို့ရောက်အာသို့ရောက်ကြောင်းနေမှာအာသူတို့ KG တွေခန္ဓာကာရတွေဘာတွေတို့သူတို့စီစဉ်နေထားပြီ။အထက်ကုန်စရာမလိုဘူး။နော်။နိုင်ငံရဲ့ GDP ကရလာတဲ့ Gross Domestic Product ပေါ့။ဒီလိုတော့ကိုတန်ဖိုးအဲ့ဒီရလာတဲ့ GDP တွေကိုအဓိကပဲနေရာမှာတုံးတယ်လေဆိုတော့ပညာရေးမှာအဓိကတုံး။ပညာရေးမှာအဓိကတုံး။အဲ့ဒီကနိုင်ငံတွေကလေ။ဒါကြောင့်ထိတ်ရောက်။အဲ့ဒါတော့အဲ့ဒီစနစ်တွေကိုဒီလိုနိုင်ငံကဘယ်သူလုပ်ခဲ့လို့ဆိုတော့ အနှောရထားလုပ်ခဲ့တယ်။စာအုပ်တော့ညွန်ပဲဗျာ။တမန်ကပြောတော်ပကံပကံပြောတော်တမန်။ဒေါက်တာတက်လွင်ကြီးပါလေ။ဒါရှင်မြပကံမှာပဲဝယ်လို့ရတယ်။ကျန်တဲ့နေရာတွေသိမ့်မရှိ။တမန်ကပြောတော်ပကံပကံပြောတော်တမန်။ရွှေဒီကုံဘုရားတို့အာနန္ဒာဘုရားတို့မှာဘူးအလွယ်ကူဝယ်လို့ရ။အခုခက်ဆိုရင်တော့3000လောက်ရှိရှိဘုရားကတော့သိကြည့်တယ်။ဒေါက်တာတက်လွင်